ဘာဖြစ်ပြောဒီထောက်လိုင်းကြီးတွေဟာတာဝန်ရှိဆုံးပေါ့တာဝန်ရှိတဲ့လူတွေဟာကျွန်တော်တစ်ကျွန်တော်တို့တောင်းပါနိုင်ငံကျင်းသားတွေကိုတောင်းပါမယ်နောက်တော့ပြည်သူကိုတောင်းပါမယ်သူတို့ကသူ့ကိုသူလည်းတောင်းပါမယ်ဗျာနော်သူတို့အမားတွေကျွလွန်ခဲ့တာ哦နောက်ထပ်ဒီလိုအမားတွေကိုမကျွလွန်သူတို့တောင်းပါပြပြပြရမယ်ဒါတော့2021နောက်ပိုင်းစစ်ကောင်စီနဲ့ထောက်လိုင်းကြီးအဖွဲ့ရဲ့ပိုးဆိုးတဲ့ရက်ဆက်မှုတွေကိုဆရာဦးဝင်းတင်မတွေ့ခဲ့ရပါဘူးတကယ်တော့စစ်ဗိုလ်ချုပ်တွေနဲ့ထောက်လိုင်းကြီးတွေအားလုံးဟာ criminals တွေရာစစ်သားတွေပါအခုထိလည်းသူတို့တွေလွတ်မြောက်နေသေးပါ တိုင်းပြည်နယ်ပြည်သူလူထုပေါ်ကျူးလွန်ခဲ့တဲ့ကျူးလွန်နေဆဲဖြစ်တဲ့ရာဇမှုမျိုးစုံတွေသူတို့တွေတရားရင်မဆိုင်ရသေးပါဆရာဦးဝင်းတင်ပြောသလိုတောင်းပန်ရုံနဲ့တော့မရတော့ပါဘာလို့လဲဆိုတော့သူတို့ကသူတို့အမှားမသိသလိုဒါမှမဟုတ်လဲသိရတဲ့ထက်ခါထက်ခါကျူးလွန်နေတဲ့ရာဇစ်သားတွေပါသူတို့ရဲ့ကျူးလွန်ခဲ့တဲ့ရာဇစ်မှုတွေအားလုံးအတွက်သူတို့တရားရင်ဆိုင်ရဖို့လိုပါလိမ့်မယ်တင်ပေါင်းချေမလားလက်စားချေမလားဆိုတဲ့နေရာမှာ ်တင်မုံးချေစရာအကြောင်းတော့မရှိပါဘူးတကယ်ခံရတဲ့ပြည်သူတွေကတော့လက်စားချေဖို့တောင်ဆန္ဒရှိမှာသိကြပါတယ်သူတို့ရဲ့အမားကို မတောင်းမှန်ပဲထောင်လိုင်းခင်ညွန့်တို့လိုစက်ခါစက်ခါမှားနေတဲ့သူတွေအတွက်လက်စားချေတာမှန်ကန်တဲ့နီးလန်းမှုတ်ဘူးဆိုရင်တော့အမှန်တရားကို ဖော်ထုတ်ပြီးနောက်တစ်ခါကျွန်တော်တို့ရဲ့လူအဖွဲ့စီမှာဒီလိုအမားတွေထပ်မမားဖို့အတွက်တရားစီရင်ဖို့တော့လိုပါလိမ့်မယ်အဲ့လိုမှန်ကန်တဲ့တရားစီရင်မှုနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေရှိမှာပဲတရားတွေရခဲ့တဲ့ကျွန်တော်တို့လူအဖွဲ့စီနဲ့တိုင်းပြည်ကိုပြန်လဲ 误杀奶嘛。